မြန်မာအိန္ဒိယနိုင်ငံညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်အိန္ဒိယအစိုးရကပဲစင်းကုန်နဲ့မပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို2026ခုနှစ်မလ31ရက်အထိတိုးမြှင့်သတ်မှတ်လိုက်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံကုသံရောင်းဝယ်ရေးနဲ့စမှုဝင်ကြီးဌာနအိန္ဒိယကုသံရောင်းဝယ်ရေးဌာနဟာမပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို2026ခုနှစ်မလ31ရက်အထိသုံးမြင့်သတ်မှတ်ကြောင်းအမိတ်ကြေညာစာအမှတ်64မြင်းဆောင်2024-2025နဲ့2025ခုနှစ်မလ10ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာအရင်နှစ်ကမပဲနဲ့ပင်းစင်းကုန်လွတ်လပ်စွာတင်သွင်းခွင့်ကြေညာချက်ကိုတပြိုင်တည်းကြေညာလေးရှိပေမဲ့အခုနှစ်မှာပင်းစင်းကုန်လွတ်လပ်စွာတင်သွင်းခွင့်အမိတ်ကြေညာစာအမှတ်51မြင်းဆောင် ြောင်း2024 2025ှနဲ့2025ခုနှစ်ဇန်နဝါရီ20ရက်မှာထုတ်ပြန်ကြေညာခဲ့ပြီးမပဲလွတ်လပ်စွာတင်သွင်းခွင့်ကိုထုတ်ပြန်ခြင်းမရှိတဲ့အတွက်စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးလက်ညွန်ချက်နဲ့နှစ်နိုင်ငံတာဝန်ရှိသူတွေအကြားတွေ့ဆုံဆွေးနွေးတာတန်တမန်လမ်းကြောင်းကနေညှိနှိုင်းတာတွေဆောင်ရွက်ခဲ့ပါတယ်။အခုလိုမျိုးမပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတာကို2026ခုနှစ်မလ31ရက်အထိတိုးမြှင့်သတ်မှတ်ခဲ့ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့တာဟာ နိုင်ငံညှိနှိုင်းဆွေးနွေးမှုတွေရဲ့အောင်မြင်မှုရလဒ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။အိန္ဒိယအစိုးရက ပဲစင်းကုန်နဲ့မပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို2026ခုနှစ်မလ31ရက်အထိတိုးမြင့်တက်မှတ်လိုက်ခြင်းဖြင့်မြမပဲဆိုင်တောင်သူတွေပဲကုန်တဲ့လုပ်ငန်းရှင်တွေဈေးကွက်ခိုင်မာမှုရှိတာဈေးကွက်ဈေးနှုန်းမှန်ကန်စွာရရှိနိုင်တာပဲဆိုင်တောင်သူတွေဝင်ငွေတိုးတက်စေပြီးခွင်းဆက်တစ်ဆောင်လုံးအတွက်အကျိုးရှိစေသလိုအိန္ဒိယနိုင်ငံဘက်ကပဲတင်သွင်းသူတွေကုန်ကြမ်းကနေကုန်ကြော်အဖြစ်ထုတ်လုပ်သူစက်မှုလုပ်ငန်းရှင်တွေစားသုံးသူပြည်သူတွေအတွက်ပါအကျိုးရှိစေတာ ကုန်တယ်လုပ်ငန်းရှင်တွေအကြားစေဝါရေးပုံပေါင်းဆောင်ရွက်မှုပုံမတော်မြင့်ဆောင်ရွက်နိုင်တာတွေကြောင့်နှစ်နိုင်ငံကုန်တယ်မှုကဏ္ဍပုံမတော်မြင့်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါဗျာ။